မင်္ဂလာပါရှင်ဒေါ်လာနေ့လည်ခင်ပါလို့ပြည်သူအပေါင်းကိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်2025ခုနှစ်ဇူလိုင်လ2ရက်နေ့ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမကတော့စူစီပါဒီကနေ့နေ့လည်ခင်မှာတူတူချာချာအမြင်တွေ့ရတဲ့သတင်းတွေအထက်ကပထမဆုံးသတင်းတစ်ပုဒ်ကတော့ဖားဆောင်မြို့ခလိုက်ရ734တရင်စကန်သိန်းတိုက်ပွဲမှာအရာရှိနဲ့စစ်တီရွေအပအဝင်စစ်တုပ်ပန်း90ချပ်မနဲ့ဖမ်းဆီးရရှိပြီးဖားဆောင်မြို့တစ်ခုလုံးကိုသိမ်းပိုက်ရရှိဖို့နှိစက်လာပါပြီ။ နိုင်တရာမှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးခံထားရတဲ့မဆွန်ပွင့်လိုင်းကိုရဲတွေလက်ကနေပြစ်ခတ်ကဲထုတ်သွားမှုပြန်လည်ဖန်ဆီးခံလိုက်ရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာမြန်မာတွေမပါဝင်ဖို့ NUG ကတိုက်တွန်းလိုက်ပါတယ်။ရေစကြိုမျိုးနဲ့ခလာရ196တက်ရင်ကိုပို့ဆောင်မဲ့စားနယ်ရိတ်ခါတွေနဲ့ဆက်သုံးစီတွေကို တင်ဆောင်လာသူနှစ်ဦးကို PDF တပ်ဖွဲ့တွေကဖမ်းဆီးလိုက်ပါတယ်။ဖားကံမှာတော့အမျိုးသားတအူတနက်နဲ့ပြစ်တက်ခံလိုက်ရပါတယ်။ ကပလီပင်လယ်ပြင်မှာဆူနာမီဖြစ်ပေါ်ပါကသုံးထပ်တိုက်အမြင့်ပင်လုံခြုံစိတ်ချရမှုမရှိဘူးလို့ကြွမ်းကျင်သူတို့ကသတိပေးလိုက်ပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လေ KN နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးနှားစင်ကြားမယ့်သတင်းကတော့ကီနီပြည်ဖားဆောင်မြို့မှာရှိတဲ့စစ်ရှုံးကောက်စီရဲ့ခလာရ73တက်ရင်စခန်းသေးတိုက်ပွဲမှာစစ်တုပ်ပန်း90ထပ်မနဲ့ဖမ်းဆီးရရှိထားတယ်လို့ကီနီတော်လိုင်းသတင်းရှင်းမြစ်ကပြောပါရတယ်။ ဇွန်လ26ရက်နေ့ကစတင်ကဖားဆောင်မြို့အခြေဆိုင်အကျန်းဖတ်စစ်ရှုံးကောင်စီရဲ့ခလာရ134တပ်ရင်းကို KND ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအခုရပိုင်းအတွင်းအဲ့ဒီတပ်ရင်းကို သိမ်းပိုက်ရရှိခဲ့ကြောင်းကြန့်ရှိနေတဲ့ခလာရ135တပ်ရင်းကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ဖားဆောင်တိုက်ပွဲအခြေအနေကကောင်းပါတယ်ခလာရ134တပ်ရင်းကိုသိမ်းပြီးပြီ။ကြန်နေသေးတဲ့တပ်စခန်းကိုဆက်သိမ်းနေလို့အတိအကျပြောပြလို့မရသေးဘူး။ အလုံးပြီးသွားတာနဲ့တရားဝင်ထုတ်ပြန်ပါလိမ့်မယ်လို့ KNN တော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ13တရင်သိမ့်ပိုက်ရမှာဖားဆောင်ပြည်သူကာကွယ်ရေးတပ်အမှတ်1138တရင်မှာအသက်40အရွယ်ရဲဘော်ကျော်စိုးခေါ်စိုင်မောင်းဟာ တိုင်းပြည်နယ်ပြည်သူအထွတ်ပြင်းမြတ်စွာအသက်ပေးလူသွားခဲ့တယ်လို့ဖားဆောင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ င်းဒီပြည်ဖားဆောင်မြို့ကိုတည်ယူနိုင်ဖို့အတွက်စစ်ရှုံးကောက်စီတက်ရဲ့ခလာရ73လေးနဲ့73တက်ရင်တို့ကိုကင်းဒီတော်လိုင်းတက်တွေက2024ခုနှစ်မေလ၄ရက်နေ့ကတည်းကထိုးစစ်ဆင်နေခဲ့ရပါဖားဆောင်မြို့မှာစစ်ရှုံးကောက်စီရဲ့ခလာရ73လေးနဲ့ခလာရ73တက်ရင်နှစ်ခုသာရှိပြီးတော့အဲ့ဒီတက်ရင်စခန်းနှစ်ခုစလုံးကိုတင်ပိုက်နိုင်မယ်ဆိုရင်ဖားဆောင်မြို့နယ်တစ်ခုလုံးဟာတော်လိုင်းတက်ဖွဲ့ရိထံကိုကြောက်ရောက်သွားမှာဖြစ်တယ်လို့လည်းကင်းဒီတော်လိုင်းသတင်းရင်းမြစ်တွေကပြောဆိုပါတယ်ရှင် နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ရန်ကုန်တိုင်းလမ်းတရာမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖမ်းဆီးခံထားရတဲ့မဆွန်ပွင့်လိုင်ကိုရဲတွေလက်ကနေပြစ်ခတ်ကဲထုတ်သွားမှုကနေလွမြောက်သွားသူနဲ့ကဲထုတ်သွားသူတွေကိုလက်နက်တွေနဲ့အတူဖမ်းဆီးရရှိတယ်လို့စစ်ရှုံးကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကဇူလိုင်လ၁ရက်နေ့ည9:30မိနစ်အချိန်မှာလမ်းတရာမြို့နယ်အရှိပိုင်းရဲစခန်းမှာအကြမ်းဖက်တိုက်ဖြတ်ရေးပုံမှန်90ညနဲ့ဖန်းစည်းခံထားရတဲ့မဆွန်ပွင့်လိုင်းကိုအရေးပေါ်နာမကျန်းဖြစ်လို့ လိုင်းတရားမျိုးနယ်စေယုံကိုတွေ့ရအောင်နှစ်ဦးကခေါ်ဆောင်လာကြောင်းအဲ့ဒီလိုခေါ်ဆောင်လာစဉ်မှာလိုင်းတရားမျိုးနယ်စက်မှုဇုံနှစ်မင်းကြီးမဟာမင်းခေါင်လက်ထိပ်အယောက်မှာတွေ့ရအောင်နှစ်ဦးကိုပြစ်ခတ်ခဲ့ပြီးဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းကိုကယ်ထုတ်သွားခဲ့တယ်လို့သိရပါတယ်။မတ်စုံပွင့်လိုင်းကိုကယ်ထုတ်စဉ်မှာပြစ်ခတ်ခံခဲ့ရတဲ့တွေ့ရအောင်တဦးကတနက်တန်ရနဲ့တေဆုံးခဲ့ပြီးအမျိုးသမီးတွေ့ရအောင်ကတော့ပခုံးချီဖောက်ဝင်တန်ရရရှိခဲ့ကြောင်းရဲရီရဲ့ဖမ်းဆီးမှုခံထားရတဲ့မတ်စုံပွင့်လိုင်းကတော့လွတ်မြောက်သွားတယ်လို့သိခဲ့ရပါတယ်။ ဒီကနေ့မနက်ပိုင်းတန်လင်းမြို့နယ်မှာမစုံပွင့်လိုင်းနဲ့ကဲထုတ်သွားသူလူ၅ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူပြန်လည်ဖမ်းဆီးရရှိထားတယ်လို့စစ်ရှုံးကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။အဲ့ဒီလိုလွမြောက်သွားသူတွေကို ပြန်လည်ဖမ်းဆီးရရှိထားတဲ့သတင်းတွေကိုစစ်တပ် lobby Telegram channel တွေအားလုံးမှာတပြိုင်တည်းတည်းတင်ပြနေတာကိုလည်းတွေ့ရှိရပါတယ်ရှင်။ ောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ထိုင်းကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုတွေနဲ့စုဝေးဆန္ဒပြခြင်းတွေမှာပါဝင်ခြင်းမပြုကြဖို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဌာနကဒီကနေ့မှသတိပေးထုတ်ပြန်ထားပါတယ်ထိုင်းရောက်မြန်မာတွေအနေနဲ့မိမိတို့တိုင်းပြည်အခြေအနေအရေးအကျောက်မလွဲတာမရှောင်တာလို့အိန္ဒိယနိုင်ငံတွေမှာခိုးလုံနေရတဲ့အချိန်အတက်နိုင်ဆုံးခိုးလုံနေထိုင်တဲ့နိုင်ငံရဲ့ဥပဒေဒေသနဲ့ယဉ်ကျေးမှုဓလေ့ထုံတာ လူမှုအတိုင်းဝိုင်းတွေနဲ့တဟဇာတာဖြစ်စွာနေထိုင်နိုင်ရေးမှာအလွန်အရေးကြီးတာကြောင့်ဝိုင်းဝန်းပတ်မှုဆောင်ရွက်ပေးချဖို့မြစ်တာရက်ခံထားသလိုထိုင်းဘရင်အစိုးရလွတ်တော်ထိုင်းတပ်မတော်နဲ့ပြည်သူတွေကိုလည်းမြန်မာပြည်သူတွေကိုစားအထူးကျေးဇူးတင်ရှိတယ်လို့အန်ယူဂျီကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒါပြင်စစ်ရှုံးကောင်စီရဲ့ပြည်သူလူထုအပေါ်ဖိနှိပ်ရဆက်မှုတွေကြောင့်ထွက်ပြေးခလုံးလာရတဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေသူတွေမဟုတ်ကြောင်းစစ်တပ်အာဏာသိမ်းအကြမ်းဖက်မှုကိုဖယ်ရှားအောင်မြင်ပြီးတဲ့အခါမှာမြန်မာနိုင်ငံကိုပြန်လည်နေထိုင်ကြမဲ့သူတွေဖြစ်တယ်လို့လည်းအန်ယူဂျီကဆိုပါတယ်အန်ယူဂျီအစိုးရအနေနဲ့လက်ရှိယာယီခလုံးနေရတဲ့ကာလအတွင်းမှာမြန်မာနိုင်ငံသားတွေကထိုင်းလူမှုအတိုင်းအဝိုင်းယဉ်ကျေးမှုဒလိထုံးစံတို့ကိုလေးစားလိုက်နာပြီးတဟဆာတာဖြစ်စွာနေထိုင်နိုင်ရေးကို 調査ဆောင်ရွက်လျက်ရှိကြောင်းအသိပေးထားကာထိုင်းရောက်မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားလျက်ဆက်လက်ကူညီဆောက်ရှောက်ပေးဖို့ကိုလည်းညစ်တာရက်ခံထားပါရရှင်။နောက်ထပ်နာဆင်ကြောင်းမဲ့တရင်ကတော့မကွေးတိုင်းရေစကြိုမြို့နယ်ခါလာရ196တပ်ရင်းကိုပို့ဆောင်မဲ့စာနာရိတ်ခါရင်းနဲ့73စီရွေကိုတင်ဆောင်လာသူနှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရယ်။ဇွန်လ2ရက်နေ့မနက်9:00အချိန်မှာပခုတ်ကူတပ်မ101ကနေ ရေစကြိုမြို့နယ်ခလာရ196ကိုပို့ဆောင်မဲ့စားနပ်ရိက္ခာတွေနဲ့73စီတွေကိုတင်ဆောင်လာသူ2ဦးကိုပခုတ်ကူရေစကြိုကားလမ်းပိုင်းတနေရာမှာရေစကြိုမြို့နယ်ပကဖကတော်လိုင်းဂျဲဘော်တွေကဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ရဲစကြုံမြို့နယ်ပကဖကရဲဘော်တွေကမန်လုံကုံတဲရင်းငယ်တစည်းနဲ့တင်ဆောင်လာတဲ့စံ35အိတ်စားကြီး14ပုံ73စီ9ပုံ စားတအိတ်နဲ့ဟင်းချိုတအိတ်ကိုတင်းစီရရှိခဲ့ပြီးတင်းဆောင်လာသူနှစ်ဦးကိုလည်းအကြမ်းဖက်ဆရှုံးကောင်စီတပ်သားတွေနဲ့ပတ်သက်မှုရှိမရှိကိုဆက်လက်စစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။ကျွန်တော်တို့ဖမ်းဆီးရမိတဲ့ကားနဲ့ရေမောင်းကိုဆရှုံးကောင်စီနဲ့ကင်းရှင်းရလားသူတို့ဆန္ဒအလျောက်တင်လာတာလားဆိုတာကိုတော့ကျွန်တော်တို့တေချာစစ်ဆေးမေးမြန်းရမှာပေါ့။အဲ့ဒါပြီးတော့စစ်ဆေးတွေးရှိချက်အရဥပဒေအတိုင်းဆက်လက်အရေးယူသွားမှာပါ။စစ်ခွေးတွေကတော့ရိတ်ခါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့ကြားညက်ပြီးတင်းနေကြပဲ။ ရေစကြိုပခောက်ကူလမ်းပိုင်းကစစ်ခွေးစိုးမိုးထားတဲ့နေရာများတယ်။အဲ့ဒါကိုမှရှောင်းတခင်ဝင်ပြီးစစ်ဆေးတဲ့အချိန်မှာတွေ့ရှိရပေါ့။စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ပြီးတော့သူတို့ရဲ့လုပ်ငန်းတွေကိုအလို့တူအလို့ပါမလုံဆောင်ကြဖို့ပေါ့။တနက်နဲ့ချက်ပြီးအကြမ်းဖက်လုံဆောင်ခိုင်းတာကတော့လုပ်ပေးရကောင်းလုပ်ပေးရတယ်ပေါ့။ဒါပေမဲ့မိမိတို့ဆန္ဒအလျောက်လုပ်ပေးရမယ်ဆိုရင်ကျွန်တော်တို့ကတော့ဥပဒေအတိုင်းသွားမယ်ဘလို့မှလက်ခံလို့ရမှာမဟုတ်ဘူးဆိုတာပြောချင်တယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရတယ်။ လက်တလောရေစကြိုမြို့နယ်အတွင်းမှာစစ်ရှုံးကောင်စီတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားစစ်ရေးတင်းမာနေပြီးတော့စစ်တပ်ကမြို့ပေါ်ကလွဲပြီးကျန်တဲ့နေရာအလုံးကိုစိုးမိုးနိုင်ခြင်းတော့မရှိသေးပါဘူးရှင်နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်ကမရှိကထောင်ရပ်ကွက်မှာအမျိုးသားတဦးကတနက်နေ့ထမှန်ပြစ်သက်ခံခဲ့ရတယ်လို့ဖားကံဒေသခံအမျိုးသားတဦးကပြောပါတယ်။ခမ်းမချေအသက်30ကျော်ဝန်းကျင်ရှိတဲ့အဲ့ဒီအမျိုးသားဟာဒီကနေ့ဇူလိုင်လ နရက်နေ့မနက်3နာရီခွဲခန့်မှာပြစ်ခတ်ခံခဲ့ရတယ်လို့သိရပါတယ်။မနက်စောစောတုန်းကအဲ့ဒီအနီးနားကလူတွေပြောတာကတော့တနက် အတန်နှစ်ချက်ကြားလိုက်တယ်တဲ့။မနက်ထကြည့်တော့အလောင်းဖြစ်ပြီးလူတွေကလည်းကြောက်လို့ဘသူမှထမကြည့်ရဲဘူးလေ။အသက်ခံရသူတဲ့ပုံစံကြည့်ရကတော့တိုင်းရင်းသားပုံစံပဲလို့ဖားကန့်ဒေသခံတဦးကပြောပါတယ်။တိဆုံးသွားသူဟာဘသူဘဝဆိုတာကိုမသိရသေးတဲ့အပြင်ဘသူလက်ချက်ဆိုတာကိုလည်းမသိရသေးဘူးလို့နောက်ထပ်ဒေသခံတအုပ်ကပြောပါရယ်ဘသူကပြစ်သွားတယ်ဆိုတာမသိရဘူး အပြစ်ခံရတဲ့သူကဘယ်ကလဲဆိုတာလည်းမသိရဘူး။တနက်နေ့ပြစ်သက်ခံရသူတွေတော့နေ့တိုင်းလိုလိုဖြစ်နေတယ်။ပြစ်သက်ခံခဲ့ရတဲ့အဲ့ဒီအမျိုးသားအလောင်းကိုတော့မရှိကထောင်ကနာရေးကုညီမှုအတင်းကလာရောက်ရှင်းလင်းပေးသွားခဲ့တယ်လို့သိရပါတယ်။လုံခေဘက်မှာလည်းပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မှာအမျိုးသားတအုပ်နဲ့ဇွန်လ30ရက်နေ့မှာအမျိုးသားတအုပ်ပြစ်သက်ခံခဲ့ရတယ်လို့ဒေသခံတွေစီကလည်းသိရပါတယ်။ ဖားကတ်မှာတလားကျော်အတွင်မူရည်စေးသမားတွေအပါအဝင်တနက်နဲ့ပြစ်တက်ခံရသူ12ဦးနဲ့ရေထဲမျောပါတည်ဆုံးသူ2ဦးရှိတယ်လို့ဖားကတ်မြို့နယ်တအူးကလည်းပြောပါရရှင်။ဒီကနေ့နေ့လက်ခင်းနောက်ဆုံးသတင်းတပုတ်အနေနဲ့ကပလီပင်လယ်ပြင်မှာမြေအောက်မီးတောင်လှုပ်ရှားမှုတွေဖြစ်ပေါ်နေတာကိုတွေ့မြင်နေရပြီးမီတောင်ပောက်ွယ်ပြီးဆူနာမီဖြစ်ပေါ်ပါကသုံးထပ်တိုက်အဆောက်အုံအပြင်းအထန်လုံခြုံစိတ်ချရမှုမရှိဘူးလို့ကြွမ်းကျင်သူတို့ကတတိပေးလိုက်ပါတယ်။ကပလီပင်လယ်ပြင်မှာရေအောက်မီတောင်တွေလှုပ်ရှားနေပြီးဆူနာမီဟာ ပင်လယ်ပြင်မှာငလင်လှုပ်ခြင်းဒါမှမဟုတ်ပင်လယ်အောက်မီးကြောင်တွေပောက်ကွဲခြင်းတို့ကြောင့်ဖြစ်နိုင်ကြောင်းကဆဆတက်တူရေလုံငါဌာနဒုတိယဌာနမှူးပါမောက်ခဒေါက်တာတောင်တော်ရန်နဝဆဝကအင်္ဂါနေ့မှာရေးသားခဲ့ပါတယ်မြန်မာမှာမြင်းကလေးလှုပ်ခြင်းဟာပင်လယ်နဲ့ဝေးတဲ့ကုန်းမြေပေါ်မှာဖြစ်ပြီးဆူနာမီမဖြစ်ပေါ်နိုင်ပေမဲ့လည်းထိုင်းကငလင်တန်းကိုတိုက်ရိုက်ခန်းစားခဲ့ရပါတယ်။ထိုင်းပင်လယ်ကွေ့မှာဆူနာမီဖြစ်ပေါ်ဖို့အလားအလာနေပြီးဖြစ်ပေါ်ပါကလည်းအလွန်သေးငယ်မှာဖြစ်ကြောင်းသူကဆက်လက်ပြောဆိုပါတယ်။ ငလင်းနဲ့မိကြောင်ပောက်ကွဲမှုဗဟိုချက်ဖြစ်တဲ့အင်ဒိုနီးရှား၊ဖိလစ်ပိုင်တို့နဲ့ဝေးကွာတာကြောင့်ကလရှိကြကြိုတင်သတိပေးချက်တွေရှိရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ဆူနာမီအကြောင်းပြောမယ်ဆိုပါကကပ်ပလီပင်လယ်ကန်ယူတန်းကသတိထားရမယ့်အထည်ပါဝင်ကြောင်းဒေါက်တာတောင်တောရန်နဝါဆာဝတ်ကရေးသားခဲ့ပါတယ်ရှင်။ဒီကနေ့နေ့လည်းခင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ ုံခံခြင်းနဲ့အနာဂတ်ဖြစ်သည်စိတ်ကြွဆွမ်းအားတူမီကြိုးစားပြတ်တော်မီ Clarity တော်စုအတွက်အသက်သွေးပေးစမည်ကောင်းကိုစီထွက်ရွက်ချမည်စာနာကူညီပေးမှာထောက်ရလက်တွင်ကြီးရဲ့ရင်တွေတော်ပြီးပြီးတတိသစ္စာကြီးရန်သူအားနာယူမြချေမုံမြင့်ချမည်ညံ့ညံ့နဲ့ဆွဲချည် ယုံကြည်သည်ဗာမတိဒီလိုငါမွေးတဲ့အောင်စီတိတိုက်ဝဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကျူပေးဆက်ပေးကြကတိပြုသင်စာတိဒီလိုလူလူအပေါင်းဤစံသာပြရမည်

စိတ်သက်သာအတူတူကြိုးစားပြတ်ကြော်မည်ဖေရီရောစုအတွက်အသက်သွေးပေးဆက်မည်တာဝန်ကိုစီထမ်းရွက်ကြမည်စာရာကူဤပေမှာထာဝရလက်တွေ့နေရဲ့ရည်သွေးတော့ပြီးပြီးတတိသက်သာကြီးရန်သူအားနာယူမြခြေမုံမြင့်ခြင်းမည်မြန်ပြညာနဲ့ဆွဲပြည့်စီမည်

sateja que tribute sati dilubauti <laughs> sanda piyani nainga no go to sitani